အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မှတ်သင်ခဲ့တာကတော့အခန်း3လေ့ကျင့်ခန်းဘုဒ္ဓသမားအနှစ်ကနံပါတ်1လေးဖြစ်ပါတယ်နံပါတ်1မှာဆိုကျွန်တော်သူပြရတဲ့အခရာကြီးနဲ့လို့ကျွန်တော်ရှင်းပါပြပါတယ်ဗျာနံပါတ်ကကြီးက 5a- 2b- 3a အဲ့ဒီမှာကျွန်တော်ဂွင်းဖြုတ်မယ်ဂွင်းဖြုတ်တဲ့အခါမှာဂွင်းရရှိမှာအနှုတ်ရှိရင်ဂွင်းနဲ့ရရှိတဲ့လက္ခဏာကြီးပြောင်းသွားမယ်ဆိုတော့ fire ရောဒီအိမ်ပြည်မယ် +2b က -2b ဖြစ်ပြီးတော့ -3 ရကျတော့ +3a ဖြစ်သွားပါမယ် ပြန်ရတူရာလေးကိုဆူလိုက်မယ်5 a နဲ့ +3 a နဲ့တူရာဖြစ်တဲ့နှစ်ခုဆူရေးမယ်။ -2 ပြီတာသူသူရဲ့မျိုးမျိုးတကယ်လို့မရှိတာသူဖြစ်တဲ့တလုံးမဲ့ရေးလိုက်မယ်ပေါ့နော်။ဒါဆိုရင်5 a နဲ့3 a နဲ့ပေါင်းတော့ x a ရပါတယ်။အဲ့ဒီအဖြေက x a -2 b ရပါတယ်ပေါ့နော်။နမကဝေးပါနမကဝေးက 3y -7 နဲ့ 2y -4 အဲ့ဒီမှာကျတော့ခွင့်ရရှိမှာအနှုတ်ရှိရဆိုတော့ခုနကဒိုင်မန်းကျလက္ခဏာကြီးပြောင်းမယ်။ နောက်နောက်မှာရှေ့ရခွင်းကတော့ 3y -7 ဒီတိုင်းပြင်မယ်။နောက်ကခွင်းကိုကျတော့ +2y က -2y ဖြစ်ပြီးတော့ -4 က +4 ဖြစ်ပါမယ်။ဒါဆိုရှိုးတူတာလေးဆိုတဲ့အခါမှာ 3y နဲ့ -2y တူမယ်။ -7 နဲ့ +4 နဲ့တူမယ်ပေါ့။ဒါဆိုရင် 3y နဲ့ 3y နဲ့က 2y နဲ့တော့ရှိုး y ကျမ်းပဲ -7 နဲ့ +4 နဲ့ကျတော့ -3 ကျမ်းပဲ။ဒါကြောင့်မို့အဖြေက y -3 ပါ။နံပါတ်ကငယ်ပါ။နံပါတ်ကငယ်ကျတော့ hd -6 တကွင်း 3d +9 တကွင်းပေါ့နော်။အဲဒီကောင်မှအနုရှိရဲ့။ ။အရင် green tea ကမှ HT minus ကိုရမ်းပြင်ရင်မယ်။အဲ plus 3တွေက minus 3တွေပြီးတော့ plus 9က minus 9ဖြစ်မယ်။ဒါရင်2တာဆုတဲ့ကမှ HT နဲ့ minus 3တွေကိုရေးမယ် minus 6နဲ့ minus 9တွေကိုတကွေးရေးမယ်ပေါ့နော်။အဲ့ဒီ HT တဲက minus 3တွေကိုတော့ fight တီချင်ပြီးတော့ minus 6နဲ့ minus 9ကြတော့ဒီကနှစ်ခုလက္ခဏာတွေတော့ပေါင်းတော့ minus 15ရပါတယ်။နော်။အားသို့ရင် fight တီ minus 15ရပါတယ်။နောက်နံပါတ်ကြီးပါ minus 5c plus 4d မတကား minus 2c minus 3d ဒါသိရင်ဒီလို green ဖြီမယ်ဖြီတဲ့အခါမှာခုနအတိုင်းပဲရှင်းရခွင့်ကတော့ minus 5c plus 4d ကိုရိုင်းပြန်ရင်ရိုင်းပြီးတော့2 plus 2c က minus 2c ဖြစ်ပြီးတော့ minus 3d က plus 3d ဖြစ်သွားပါမယ်။ဒါကြတဲ့ရင်ဒီလို2တိုင်းစုတဲ့အခါမှာ 5c နဲ့ minus 2c တူမယ်4 d နဲ့ plus 3d တူမယ်။ဒါဆိုရှင် minus 5c နဲ့ minus 2c ဆိုတော့ minus 7c 4 d နဲ့ 3d နဲ့ကတော့အဲ plus 4 7d ပေါ့နော်။ကြောက်ပြီနံပါတ်5ပါ။နံပါတ်5ကကြတော့လေ 2 z square plus 3 z minus 4ရယ် minus 3 z square minus 5ပေါ့နော်အဲ့ဒါလို့ရှင်ကျတော့အဲ့ဒီမှာကျူဒီ queen ရဲ့အပြင်ကဂဏန်3နဲ့ queen ရဲ့အကျိုးဝင်မြောက်မယ်မြောက်တဲ့ခါမှာရှေ့ရ queen ကတော့2 z square plus 3 z minus 4ဟုတ်နော်ဒီ queen ရဲ့3ရနေပြီးတော့ queen ရဲ့ဝင်မြောက်တဲ့ခါမှာ minus 3 z square ပြီးတော့ဗါတော့ plus ဗါလဲ minus 5ကဗါပြီးတော့ plus 5ပြီးတော့မယ် plus 5နဲ့ minus 3နဲ့ နော်3.55ပေါ့နော်အခုအရှိမနှုတ်ရှိတဲ့ဂွေနဲ့လက္ခဏာတွေပြောင်းလာပြီတော့တယ်။ဒါဘလိုက်ရစီပလတ်ဖီတင်းရပါတယ်။အဲ့တော့ဒီ2လိုက်ယူလိုက်မယ်ပေါ့နော်။ရက်ကမှာ 2z square နဲ့ -3z square နဲ့တူတယ်။ plus 3z နဲ့ plus 14နဲ့နော် -4 နဲ့ plus 15နဲ့တူတယ်။ဒီဇက်ကကျတော့ဒီကတလုံးမကြီးတဲ့ဂျာထဲမှာလုံးမကြီးတယ်ပေါ့နော်။ဒါရင်2 z square နဲ့ -3 z square ဆိုတော့ -z square ကျင်မယ်။3 z နဲ့က -4 နဲ့ +15 နဲ့ကြတော့လေကျလို့ ်ဒသနာမလို့တော့တော့15ရက်လေးနေတော့စစ်တေနော်အပေါင်းအမြန်ရက်အပေါင်းစစ်တေပါညနေမဆာလုံး minus 5ကဂျိုဘွေနဲ့ဝင်မြောက်မယ် minus 5နဲ့ဖုန်းနဲ့ဘက်ကတော့ခါမှာ minus 20 mq ဒါပြရရှိရင် minus 5နဲ့ minus 2 and square ကြတော့ minus minus နဲ့ minus ဆိုတော့ plus ကြတော့နော် plus 10 and square ရပါတယ်နောက်ကခွင့်ရကြတော့လည်းရှိမယ်ဝင်ရရှိမှအနုလက္ခဏာရှိရတဲ့ minus 7 and square က plus and square plus 7 square ဖြစ်ပြီးတော့ minus 8m square ကလည်း plus 8m square ရပါတယ်။ဒါဆိုရင်ကျွန်တော်တူတာရွေးလိုက်မယ်ပေါ့နော်။ 2m2 plus 8m2 နဲ့ဒါ 10m square plus 7m square ညီပါတယ်။ဒါဆိုရင် minus 10m2 နဲ့ plus 8m2 နဲ့ဆိုတော့ကျွန်တော်လက္ခဏာပြုလို့နှုတ်တော့ minus 12m2 ရပြီးတော့ 10m square နဲ့ 7m square ဆိုတော့ 17m square ရပါတယ်။နံပါတ်စာလေးမှာကျတော့ a² + 3a + 6နဲ့1 - a² +2 ရဲ့အဲ့ဒီမှာကျတို့ဂွင်းဖြီမယ်ခုနတိုင်းမယ်ရှင်းမှနှုတ်ပြတတ်တယ်နော်ဂွင်းရရှင်းမှနှုတ်ဆိုရင်ဂွင်းရလက္ခဏာပြောင်းမယ် +1 က -1 -a² +a² +2 ရဲ့က -2 ရဲ့ပေါ့နော်ဒါဆိုရင်2တိုင်းရှင်းလို့ဆူလိုက်မယ် a² နဲ့ a² နဲ့တူတယ်နောက်က 3a နဲ့ -2a နဲ့တူတယ်နောက်က +1 နဲ့ -1 နဲ့တူတယ်သူကရှင်းရလက္ခဏာ -1 ဆိုရင်ဒီကားရယူရမှာနော် a square နဲ့ a square နဲ့ပေါင်းတော့ 2a square ရတယ်။ 3a ရတဲ့ 2a ကိုနှုတ်တော့8တယ်။စစ်ထဲက -1 ကိုနှုတ်တော့5တယ်။ 3 square plus 8 plus 5စလိမ်မျိုးကျိုးစားဝဲပါ t2 plus 2t square plus 3တဲ့နောက်တစ်ခုကကျတော့ 5t 2 minus 2t square minus d အဲ့တော့ဝင်ပြီမယ်ခုနတိုင်းမဲ့ဒီလိုဂွင်းရှင်းတဲ့ခါမှာဂွင်းရှင်းမှာအနှုတ်ရှိရင်ဂွင်းရဲ့လက္ခဏာရင်းပြောင်းနေမှာရှိရဂွင်းရတော့ဒီမှာပြင်ရရပါနော်အဲ့တော့ plus 5t2 က minus 5t2 minus 2t2 က plus 2t2 minus t က plus t ရပါမယ်။ဒါဆိုကျတော့2တာလေးကြီးမယ်ပေါ့နော်။ ဘာတွေတူလဲဆိုရင်တီကျူးနဲ့5တီကျူးတူတယ်နောက်က2တီ square နဲ့2တီ square တူတယ်နောက်ကတီနဲ့3နဲ့ကတော့တလုံးကြီးရဖြစ်တော့တီ plus 3ဆိုတလုံးကြီးရပါတော့နော်အဲဒါရင်တီကျူးနဲ့ -5 တီကျူးဆိုတော့4တီကျူးကျပါမယ်2တီ square 2တီ square ဆိုတော့4တီ square နောက်ကတီ plus 3ကရရမယ်ပြန်နော်ဇာခွဲပြချိုးစာမြင်ကြပါ c ရဲ့ကျူး -10a square b square ရဲ့နောက်က -b square b ကျူးပေါ့နော် ငါမိုင်းနဲ့မိုင်းနဲ့2ရဲ့ကျူပလက်5 a square b square မိုင်းနဲ့3 b ကျူဝင်းဖြီးတယ်ဝင်းရှင်းမယ်ရှေ့ရခွင်းကိုရိုင်းပြင်ရင်မယ်နောက်ကခွင်းရကြတော့နောက်ကခွင်းရရှိမှာအနုလက္ခဏာရှိတဲ့ခွင်းရလက္ခဏာကိုပြောင်းမယ်မိုင်းနဲ့2ရဲ့ကျူက +2 ရဲ့ကျူဖြစ်မယ် +5 a square b square က -5 a square b square မိုင်းနဲ့3 b ကျူက +3 b ကျူဖြစ်သွားပါမယ်ဒါတင်ကျူတူတာလေးယူမယ်တူတာလေးတာကျတော့3တက်ကကျတော့ 6a ကျူရဲ့နောက်နောက်ကပါတော့2 6a ကျူရဲ့2 a ကျူရဲ့က2တယ် နော်နောက်ကမိုင်းနက်10 square b square နဲ့ plus အဲမိုင်းနက်5 square b square ညီရယ်နောက်ကကျတို့က b2 နဲ့ plus 3 b2 နဲ့ညီရယ်ပေါ့နော်အဲဆိုရင် c ရဲ့ g နဲ့ 2a g နဲ့ဘောင်းတစ်ခါမှာ xa g ရတယ်မိုင်းနက်10 square b square နဲ့မိုင်းနက်5 square b square တော့ပေါင်းနိုင်မယ်လက္ခဏာလိုတော့ပေါင်းတော့မိုင်းနက်15 a square b square ရတယ်မိုင်းနက် b2 နဲ့ plus 3 b2 ဆိုတော့နှုတ်လိုက်ခဲ့တဲ့ခါမှာ 2b g ရပါတယ်နောက်တစ်ခုကနံပါတ်ညပါ 5a 4y² 2h 1/5ဒါတို့ရှိရင်ကျတို့က5ကိုရင်ရေးမယ်တုံးရ 4y နော် power 5ကိုရင်ရေးမယ်နောက်ကဒီ queen နဲ့ min queen နဲ့ queen ကိုရှင်းတဲ့အခါမှာလက်သေး queen ကိုရှင်းတဲ့အခါမှာ plus 3က minus 2ရေးဖြစ်မယ် plus 1 5က -1 5ဖြစ်မယ်ပေါ့နော်ဒီတစ်ခါနောက်ထပ် queen တုံးဝင်တစ်ခုကိုထပ်ရှင်းမယ်မရှင်းသေးခင်မှာဘာလို့ရရလဲဆိုရင်တဲ့ဒီတုံငွေနဲ့မှာပဲ 4y5 နဲ့ y5 ကို နောက်တဲ့ကမှာ3 by 5ကျန်တယ်ပေါ့နော်သူပြချမှာရိုး green ရှင်းမယ်တူဝင်းဝင်းရချင်းမှာအနုလက္ခဏာရှိတယ်လေ +3 by 5က -3 by 5 -2 က +2 ဒါဆိုရင်5နဲ့2နဲ့ကကျတော့2တော့ပေါင်းလိုက်မယ်ပေါ့နော်7 8 -3 by 5ရပါတယ်3 by 2 the power 5နော်နောက်ကတာတလင်းကျိတ်ကခုနအတိုင်းပဲကျတော့ PU ရင်းရမယ်နောက်ကလက်သေးခွေးလို့ရင်းရုံရှိမယ်ပေါ့နော် PU ရင်းမရင်းမယ်တကလေးတော့ဝင်းရင်းမယ် p square -2 ဝင်းရင်းမယ် p -ဒီ လက်သက်ခွင့်နဲ့ဟောင်းရှင်းတဲ့အခါမှာ plus p square က -b square ဖြစ်ပြီးတော့ plus 2က -g ဖြစ်သွားတယ်။ဒါဆိုရှင်ဒီလိုနော် p နဲ့ p square နဲ့ကျွန်တော်တုံးမလုံးမတူမတူတော့ရန်ကျွန်တော်ပြောရမှာဆိုရင်လက်သက်အတုံးငင်းကိုလည်းကျွန်တော်ဖြုတ်မယ်။တုံးငင်းဖြုတ်တဲ့အခါမှာ plus p က -b -b square က plus p square -g က plus 2ဟုတ်ပြီနော်။ဒါဆိုရင်အဲ့ဒီမှာကျွန်တော်2ရာ p square နဲ့ b square နဲ့ဆိုရင်ကျွန်တော် 2p square ရမှာပေါ့နော်။အဲ့တော့ 2b² p+2 ပေါ့ -b နော် +2 တို့ရကြရရှင်းလို့မရဘူး ဒါတော့ဒီရုပ်လေးဒါငွေကိုလည်းတက်ရှင်းမယ်။ဒီနှစ်ခါမှာ p +2p2 က -2p2 ဖြစ်မယ်။ minus p က +p +2 က -2 ။ဒါတော့ဒီရှင်ဒီရုပ်ပြင်းနေပြင်းနေကြတာဘယ်လိုရလဲဆိုရင်ရှိရ -2p2 ကိုဒီအိမ်မပြင်းမစင်စဟိုထညုံးစင်တိုင်းနေရတာမှာ -2p2 ရှိမှာပြင်းနေပြင်းနေပေါင်းတော့ -2p ရတယ်။ကျူကကြတလုံးနဲ့ဆိုတော့တလုံးနဲ့ပြင်းရောနော်။ဒီတော့ထနံပါတ်ထောင်းမယ်ပါ။နော်။10 -3 2 -7 ။ဒီမှာချုပ်ကူဒီလက်တဲခွင်းလို့ရင်းလို့ရှိမှာပေါ့နော်။ချင်းမဖက်ပြတော့ဒါတုံဝင်းနေပါလေရှုပ်မှာ။ဒါဆိုရင် tan minus 3ကိုဒီတိုင်းပြင်မယ်၊2ကိုလည်းဒီတိုင်းပြင်မယ်။ 7x square minus 4 minus 4ကကြာချင်လို့က၄တုံးနေရဒီတုံးလက်သေးခွင့်ရရှိရကနေကလက်သေးခွင့်နဲ့ဝင်ရမှာ၄တုံးကြီးစနေစနေ x square x4 ၄၅လီက20အဲ့ဒီမှာလက္ခဏာပြောင်းနေဆိုတော့အပေါင်းတွေအကုန်လုံးအနှုတ်တွေပြသွားမယ်။ကြည့်ပြကြရင်တော့ဒီလိုနော်အမှချင်းလို့ရတယ်နော်784နဲ့ -284 ကကျတော့584ကျန်မယ်။ 20 20အတွင်းတွင်တွင်ဝင်ပြုတ်လို့ရပြီပြောရကမှာ plus plus 584က minus 5 plus 584က minus 5ဖြစ်ပြီးတော့เนาะဘာကျတော့ minus 10က plus 10ဖြစ်မှာဟောဒါဒီမရသေးဘူးเนาะအပြင်မထုတ်ပါသေးလို့ပါအဲ့ဒီ ten minus 3ပြန်ပြောတဲ့အခါမှာ minus 5 4ကเนาะ plus 5 4ဖြစ်ပြီးတော့ minus 20က plus 20ဖြစ်မှာပေါ့နော်။ဒါဆိုလို့ရှိရင်ရှင်20နဲ့ပေါင်းတော့20ရပါတယ်။ နော်ဂွင်းထဲမှာ20နှစ်ပေါ့နော်အဲ့ဒီမှာကျတို့ဂွင်းနဲ့ဒီဂွင်း၄လဝင်းနဲ့အပြင်က3ဝနေပဲကျတို့ဝင်းပြဘူးမယ်နော်3နဲ့6 3 45 3 20 60ပြီးတော့လက္ခဏာတွေပြောတဲ့အခါမှာ plus တွေက minus ဖြစ်ပြီးတော့ minus တွေက plus ဖြစ်သွားပါတယ်။ဒါသေးချုပ်ဒါကိုရှင်းလို့ရပြီနော်။ရှင်းတဲ့အခါမှာနော် minus 6နဲ့ minus 60တွေက minus 60စဖြစ်မယ်။ငါကဒီဟာဒီရန်မြည်ရင်မယ်နော်။ minus 58 power 4ကဒီရန်မြည်ရင်ပါမယ်။ဒါသိရင်10 minus 60စကကြတော့ကျတော့ minus 50စဖြစ်မယ်။ မင်းရဲ့ fitting 8 power phone နဲ့ဒီကအဲရရပေါ့နော်အဲအဖြေကတော့လောက်ပါပဲထောက်အောင်မင်းလေးရတော့နော်ဒါတင်ချေတော့ဂေဂျင်ကန်3.2ကနမက်တိကတော့ဒီချင်းပြပါပြီနောက်ဆုံးရှိပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်